မင်္ဂလာပါခင်ဗျာဒီအားဟိုင်းမြန်မာ YouTube channel ကနေကြိုဆိုပါရစေဒီနေ့မှလည်းကျွန်တော်ကဆရာကြီးမောင်သာချွေရဲ့သမီးလေးဖတ်ဖို့နှလုံးသားရှုမြော်ခင်များဆိုတဲ့စာအုပ်ထဲကမအူပင်စိတ်ကမ်းမှာဆိုတဲ့စာမလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်မအူပင်စိတ်ကမ်းမှာဘာတွေစစ်ဖြစ်မလဲဆိုတာနားထောင်ကြည့်အောင်ခင်ဗျာမအူပင်စိတ်ကမ်းမှာသမီးရဲ့အဲ့ဒီနေ့တုန်းကသမီးရဲ့သမီးမိမိရဲ့ ဖေဖေကိုလိုက်ပို့ကြပြီလို့ပြန်သွားပြီးတိတ်မကြခင်မှာပဲဝိဓူရာကြီးရန်ကုန်စိတ်ကန်းကားနေခွာခဲ့ပါတယ်။သမီးရဲ့တကယ်ကအဲ့ဒီနေ့ကမိုးနေ့သမီးရဲ့ဒါပေမဲ့မနစ်လင်းကလေးကရွာလိုက်တဲ့မိုးဟာဖေဖေတို့တမောထွမဲ့နေခင်နှစ်နာရီဝင်းကျင်လောက်ကိုလည်းရောက်ရောဘာသဘောကောင်းသွားတယ်မသိတိတ်သွားပါလေရောအဲ့ဒီနေ့က သမောမထုတ်ခင်ကလေးကတိတ်သွားတဲ့မူဟာဖီဖီတို့ရဲ့ဝိဓူရာတွန်တီတူးမြောင်းကိုလွန်ပြီးတိုးမြင့်သေးကိုဝင်တော်မှပဲတဲတဲမဲမဲနဲ့တခါပြန်ရွာချလာပြန်ပါရဲ့တော်သေးတဲ့သမီးရဲ့အဲ့ဒီနီကမြစ်ထဲမှာလေမပြင်းထန်လှဘူးဒါပေမဲ့ရေကငွေ့ငွေ့ကလေးစာနေတာရဲ့မိုးမောင်ကြနေတာရဲ့ သင်္ဘောကိုထိမ့်ထိမ့်သိမ့်သိမ့်မောင်းရတာရဲ့ကြောင့်ဝိဓူရာကြီးမူဥပင်စေကန်းကိုကတ်တော့ည9နာရီထိုးလူပြီးမိုးအောင်မှာစူတီဆိုဖာလင်းနေရမီးသီးတွေမီးချောင်းတွေနဲ့အတူမူဥပင်မျိုးကိုဖိဖိလှမ်းမြင်ကြရပါလေသမီးရေမူဥပင်စေကန်းကိုဖိဖိတို့ရဲ့ရီဒူရာကတ်ခဲရတော့ကစိတ်ကံဘောဒရာကို ဘေးကြီးရှင်ပြီးကခဲရတာမဟုတ်ဘူးသမီးရဲ့ကြားမှာကတခြားသင်္ဘောတွေ၄၅စင်းတောင်ချားထားသေးတယ်ဒါပေမဲ့လေလီတဝန်းတစ်ခါအတွေ့သင်္ဘောတစ်စင်းပြီးတစ်စင်းကြော်ဖြတ်ကရောက်လာလိုက်ကြတဲ့သေးသေးလေးတွေဟာမနေမနှောပါပဲလားတပစ္စည်းတဲ့လေးတွေမုတ်ခင်းကားတဲ့လေးတွေဖြာတဲ့လေးတွေတရစ်ပြင်းတဲ့လေးတွေ ငပြောချောင်းတယ်လီတွေမုံဖက်ထုတ်တယ်လီတွေအစုံမအစုံပါပဲအများဆုံးကတော့ထမင်းရမယ်ခောက်ဆွဲကြော်ကြာတန်ကြော်ရမယ်ဆိုတဲ့ခြားတိတ်လီတွေပါပဲအဲ့ဒီတဲမှာကထမင်းရမယ်ထမင်းရမယ်ဆိုတဲ့ခြားတိတ်ကလေးတယောက်နဲ့ဖီဖီတို့ရဲ့ဝိဓုရသမောဘောကခยีသွားယောက်ျားကြီးတယောက်တို့ရဲ့အကြောင်းကို သမီးကိုဖေဖေကပြောပြချင်တာပါပဲသမီးရေချာတိတ်ကလေးကငဲရှာပါသေးတဲ့သမီးရေဖေဖေစိတ်ထင်ပြောရင်စသုံးလေးနှစ်ထဲမပိုလောက်ပါဘူးဖေဖေတို့တမောကလူကခင်မာတွင်မဲတပည့်တမောရဲ့အပေါ်ဓာတ်လက်တန်းကိုခြေခံပြီးဆွဲထားရကမြောက်ကလေးတကောင်တဲ့ကိုင်းကိုခုန်ကူးတယ်လို့ဒီတမောဘက်ကိုခုန်ကူးလိုက်တာလေ သမီးရမယ်သမီးရမယ်နဲ့အတန်ကိုစားနေတာပဲတမောအပေါ်ဓာတ်ကိုဆွေကနေဆွေကနေရောက်လာကြတာခြေချင်းလိမ့်နေကြတဲ့ဈေးတွေတွေအများကြီးတဲကမှအဲ့ဒီခြာတိတ်ကလေးကိုလှမ်းခေါ်ခဲ့သူကတော့ဖေဖေမလာမကမ်းမှထိုင်းနေတဲ့ယောက်ျားကြီးတယောက်ပါပဲသူကစိတ်သားနဲ့ထမင်းတထုံမှပါတယ် ငပိတုတရားထဲခဲ့ဖို့တွတ်တွတ်လဲလပြန်လာဖို့ကိုလည်းမာနေပါသေးတယ်ခြားတဲ့ကလေးလေးအော်ရာရရှာလို့ထင်ပါရဲ့မြေလုံးကလေးတွေဝင်းကနေလက်ကနေဖြစ်သွားပြီးတမောတစည်းကနေတစည်းဖြတ်ကနေဖြတ်ကနေခုံကာခုံကာကူးသွားလိုက်တာမိုးထဲမှာပြတ်သွားခဲ့ပါရဲ့သမီးကြီးခြားတဲ့ကလေးထွက်သွားလို့မှဘာမှမကြလိုက်ပါဘူး မျိုးလုံးပြူးစရာလောက်ရတခုကိုခုနကလူကြီးလုံနေခဲ့ပြီလေနောက်ထပ်ရောက်လာတဲ့ဒေသကလေးတယောက်စီကအသင့်ကြော်လာပြီးတော့ခောက်ဆွဲကြော်တထုပ်ကိုဝယ်နေခဲ့တာပဲပေါ့စိတ်ကမ်းပေါ်ကထမင်းဆိုင်မှာထမင်းပြီးထုတ်နေတဲ့ခြာတိတ်ကလေးပြန်လာရင်ဘယ်လိုဖြေရှင်းမှာပါလေသမီးရဲ့တကယ်ကိုမှဖေဖေထင်တဲ့အတိုင်းမှာပဲ ခမင်းတုတ်ကလေးလက်ကစွဲပြီးအပြေးပြန်လာတဲ့ခြာတိတ်ကလေးကိုအဲ့ဒီလူကြီးဖြည့်ရှင်းလိုက်ပုံကလွယ်ကူလွန်းလာပါတယ်မယူတော့ဘူးကွာဖေဖေရောတခြားခီးသွားတွေရောအားလုံးရဲ့အကြည့်တွေကအဲ့ဒီပြဿနာစီကိုရောက်သွားကြပါတယ်ခြာတိတ်ကဖြင့်ငိုတောင်ငိုနေပြီလေမိုက်ဆံပေးဗျာမိုက်ဆံပေး မိုက်ဆံပေးလို့လေတတိုးတိုးနဲ့တောင်းနေလေရဲ့မယူကြည်ဦးလေးပါလို့အစိုးကပါသေးလေဗျာဒီလိုလေပြောနေလိုက်သည်လူကြီးကလည်းဇော့ပါပဲငါမယူခြင်းလို့မယူတာကွာမင်းကမင်းကြိုက်တာလို့ထမင်းတို့ကိုမှာပြီးကမှခောက်ဆွဲကြော်ဘက်ကိုအာယုံပြောင်းသွားလို့များ သူဒီလိုလုံလိုက်တာလားဒါမှမဟုတ်တမောထွက်တဲ့အထိခြားတရောက်မလာခဲ့ရင်ညသာအတွက်ခင်မဆူလို့များသူဒီလိုစီစဉ်လိုက်တာလားဒါကိုဖြင့်ကာယကံရှင်ကားသာတိနိုင်လိမ့်မှာပေါ့ဒါပေမဲ့လေလီဖီဖီတို့တွေ့နေရတဲ့မိုးများမြင်ကွင်းကဖြင့်တတော့ကိုအကြည့်ရဆူလွန်းလာပါတယ်တမီးရဲ့ဒီလိုနဲ့ပဲ ဝိရူရာကြီးလဲမဥပင်စိတ်ကန်းကနေခွာခဲ့ပါတယ်။ထမင်းတထုပ်ကို၅ကျပ်စာ၁၀ကျပ်စာနဲ့ထမင်းဆိုင်ကနေမှာပေးရရှာတဲ့ခြားတက်ကလေးတယောက်ကတော့ဘာလို့ရမှန်မသိတဲ့ထမင်းတထုပ်ကိုကင်လို့မြည်ရည်လဲရွှဲနေကြံခဲ့ပြီလူတယောက်ရဲ့သူ့နှုတ်ထွက်စကားပေါ်မှာတာဝန်မယူခဲ့ခြင်းအတွေ့ဒီချာတိတ်ကလေး ဘလောက်အကြကြရှာလီမလဲသမီးတယောက်ခံမှန်းကြည့်နိုင်မှာပါသမီးရေဖေဖေတို့အသက်ရှင်နေထိုင်ကြရကဘာလောကကြီးမှာကကို့မှာယူထားတဲ့ထမင်းတုတ်ကလေးတထုပ်အတွက်တောင်းတာဝန်မယူခြင်းတာဝန်မယူနိုင်ကြတဲ့ခီးသွွားယောက်ျားကြီးလိုလူမျိုးတွေရှိတယ်လို့ကို့နှုတ်ထွက်စကားအတွက်တန်ရာတန်ကြီးပေးဖို့ ဘယ်တော့မှဝင်မလေးတဲ့လူတွေလည်းရှိကြပါသေးတယ်လေအမကြီးကျွန်တော်တို့ဒီညကတင်ပွားမဂဇင်ခြံထားပေးပါဗျာလူစာအုပ်ငါးဆိုင်ကအမကြီးကိုမှာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီညမှာကိစ္စတခုပေါ်လာလို့စာအုပ်ဆိုင်ကိုမသွားပြစ်ခဲ့ဘူးနောက်တနေ့ကျမှတင်ပွားကို သွားယူပြစ်ပြီးတရက်ဖတ်ပြီးတဲ့နောက်ပြန်အပ်တဲ့အခါနှစ်ရက်ဖတ်ခပေးလိုက်တယ် စာအုပ်ဆိုင်ရှင်က အတင်းပြန်ပြီးနေတဲ့ခြားကဇွတ်ကိုနှစ်ရက်ဖက်ခပြပြခဲ့တဲ့ဆိုတဲ့စာအုပ်ဖတ်သူတူကိုဖဖေတွေ့ခဲ့မှုတဲ့ခြံသားပါဆိုပြီးလာမြူပြတဲ့များအတွေ့သူ့မှာတာဝန်ရှိတယ်လို့ကိုရှင်းရှင်းလင်းလင်းခံယူထားတဲ့ပုံလေးနောက်တစ်ခါသူ့မှာရင်ဆိုင်ကလေးစားစွာနဲ့ခြံသားရဲပြီပေါ့ဒီလိုစာဖတ်သူနဲ့ စောက်အငားဆိုင်ကလေးကြားကကဘာလောကဟာဖြင့်တကယ်ကိုတေးချလွန်းတဲ့ကဘာလောကပါလားသမီးရဲ့။ဦးလေးရေမနစ်ကြရင်လေးနိုင်ထွက်မဲ့ကားမိအောင်ကားကြီးကိတ်ကိုမှုပေးသမား။လူမြင်းလေးဆရာကြီးကိုကြိုမာထားတယ်။နောက်နေ့မနေ့ရောက်တော့ကိုလူပဲရန်ကုန်ဆင်းမဲ့လူတယောက်ကိုလိုက်ပို့မဲ့ကားနဲ့ကြုံနေတယ်။အစင်သင်းလို့လိုက်သွားပြီမဲ့ ်မြင်းလဲစရာကြီးလာရင်မြင်းလဲကမဖြစ်မနေပေးဖို့အိမ်ကိုမှာခဲ့တယ်အိမ်ကလည်းမယူးယူအောင်စွပေးတယ်နောက်တစ်ခါသူမှရင်မြင်းလဲကလေးကတေချာစွာနဲ့အတော့နင်လာရဲပြီပေါ့ဒီလိုခီးတဲ့နဲ့မြင်းလဲစရာကြီးကြာကကဘာလောကဟာလေတကယ်ကိုနောက်ကျောလုံရလုံနဲ့ကဘာလောကကြီးပါပဲသမီးရဲ့သမီးရဲ့ တခါတုန်းစီကတော့ဝိဓုရဆိုတဲ့သမောဘော်ကလူတယောက်ကသူမာယူထားတဲ့ထမင်းတထုပ်ကိုသူနဲ့မဆိုင်တော့ပါဘူးရဲ့လို့ဇွကောင်းခါခဲ့ဘူးတယ်ထမင်းတုပ်ကလေးကင်ထားတဲ့ကလေးတယောက်ကလည်းမအူပင်စိတ်ကမ်းမှာမြည်ရီဆက်လက်နဲ့ကြံခဲ့ဘူးတယ် ဇနန်းသစ်မကတိအော်ဂူလာ1998ရှေ့ဆီယာမောင်သားချူတမီလေးဖတ်ဖို့နှလုံးသားရှိမြော်ကင်းများစာအုပ်မှာမဦးပင်စိတ်ကမ်းမှာဘာတွေဖြစ်ခဲ့ပြီဆိုတာအားလုံးလေးသိသွားလာပါပြီနော်ဒီဟာလေးကိုခန်းစားနာဆင်ခြင်းအဖြစ်လူသားစာမှုတွေရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာဒီအားဟိုက်ကိုအားပေးနေကြတဲ့လူငယ်တယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်